အားလုံးပဲမင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြဝတီတွင်စစ်တပ်ကအင်အားအလုံးရင်ဖြစ်စစ်ကြောင်းထိုးနေ၍စစ်ပေးဆောင်ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီးစာဝတ်နေရေးကူညီမှုနယ်ပါနေတောင်ရင်မြကန်ပေတွင်ဖြစ်သလိုတဲထိုးနေထိုင်သူများလည်းရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်ညဝရီမြို့နယ်တွင်စစ်တပ်နှင့် BGF ပူးပေါင်းတပ်များကအင်အားအလုံးကြီးဖြင့်စစ်ကြောင်းထိုးနေ၍စစ်ပေးရှောင်ပြည်သူထောက်ထီထွက်ပြေးတိမ်းရှောင်နေရပြီးစာဝတ်နေရေးကူညီမှုနယ်ပါးနေကြောင်းစစ်ပေးရှောင်အရေးကူညီသူများကသတင်းဌာနကိုပြောကြားပါသည်။စက်တင်ဘာလဇန်ပိုင်းမှစတင်၍စစ်တပ်ကအာရှလန်ကိုပြန်လည်ထိုးဖောက်လာပြီးညဝရီမြို့သို့စစ်ကြောင်းများရောက်ရှိခဲ့ကြောင်းရှင်းအောင်၄ကီကော်မြို့ဘက်သို့စစ်တပ်ကစစ်ကြောင်းထိုးလာကြောင်း ထို့ကြောင့်လေကိကော်မျိုးတဲ့နှင့်လမ်းကြောင်းတလျှောက်ရှိကျေးရွာများမှပြည်သူထောင်ချီ၍ထွက်ပြေးတိမ်းရှောင်နေရကြောင်းမိုးရင်းရာသီဖြစ်သည့်နေ့အညီစစ်ပေးရှောင်ပြည်သူများမှအမိုးအကာအခက်ခဲများရှိနေသည့်အပြင်ဇာဝတ်နေရေးအခက်ခဲများစွာကြုံတွေ့နေရကြောင်းရခင်ကစစ်ပေးရှောင်ပြည်သူများရှိလာလိမ့်ရင်ပြည်သူများကဝိုင်းဝန်းကူညီခဲ့ကြတော့လေယခုအခါတွင်မူကူညီမှုနေပါကြောင်စစ်ပေးရှောင်အရေးပြည်သူများကပြောဆိုကြပါတယ်အခုစစ်တပ်ကမြောက်ဒီကနေလေးကေကော်လမ်းကြောင်းတစ်လျှောက်ကိုစစ်ကြောင်းထိုးတော့ ခြေရွာတွေကပြည်သူတွေအလုံးထွက်ပြေးတိမ်းရှောင်နေရတယ်။စစ်ပေးရှောင်အရေးအတွက်အတိအကျမသိရဘူး။ဘာလို့ဆိုတော့တစုတဝေးတည်းမဟုတ်ပဲနေရာပေါင်းစုံကိုကွဲထွက်ကုန်ကြလို့ပါ။နောက်ပြီးအခုနောက်ပိုင်းပြည်တွင်းမှာလည်းပြည်သူတွေကိုယ်တိုင်ကစာဝတ်နေရည်နဲ့စီးပွားရေးအရန်ကြက်တဲ့တော့မလူနိုင်ကြဘူးဟုစစ်ပေးရှောင်အရေးကူညီနေသူကရင်လူငယ်တအူးကပြောဆိုပါတယ်။ထို့ပြင်စစ်ပေးရှောင်ပြည်သူများမှထိုင်းနှင့်မြန်မာနယ်ဇက်မြင့်ဖြစ်သောတောင်ရင်မြစ်ကမ်းပြင် ဖြစ်တယ်လို့တဲထုတ်နေထိုင်ရမှုများလည်းရှိနေကြောင်းအထူးကအပြင်အစာအသောက်အဝတ်အထည်နှင့်အမိုးအကလိုအပ်မှုများပြားနေကြောင်းသိရပါတယ်။စစ်ဘေးရှောင်ပြည်သူတွေစီမှာအခုလိုအပ်တာကအစာအသောက်လိုတဲ့မိုးရင်းဆိုတော့အမိုးအကနဲ့အဝတ်ထည်လည်းလိုအပ်ချက်ရှိပါတယ်။အခုတစ်ခေါက်စစ်ဖြစ်တာမှာ KNU ဘက်ကလည်းကူညီမှုတွေလည်းရှိတယ်။ KNU ကပဲအထူးကကူညီနေတာ။ကျန်တဲ့အပြင်ကအလူရှင်ကူညီတာက အတော်ကိုနေသွားပြီ။ ပြည်သူတွေကတော့ဒီတစ်ခေါက်စစ်ပွဲကအရင်ထက်ပိုကြနိုင်တယ်လို့ခံမှန်းကြတယ်ဟုထိုင်းမြန်မာနယ်စပ်မှစစ်ပေးဆောင်အရေးကူညီနေသော CDN ဝန်ထမ်းတအုပ်ကဆိုပါတယ်စစ်ပေးဆောင်ပြည်သူများတွင်ကျန်းမာရေးဆောင်ရှားမှုလိုအပ်ချက်များစွာရှိနေပြီးကိုဝင်ဆောင်များကလေးငယ်များနှင့်တက်ကြီးရွယ်အုံများအတွက်စေဝါနှင့်ကျန်းမာရေးပြုစုဆောင်ရှားပေးနိုင်သောသူနာပြုနှင့်ဆရာဝန်ကျန်းမာရေးမှုများလိုအပ်ချက်များပြားနေကြောင်းသိရှိရပါတယ်စစ်ပေးဆောင်တွေမှာကလေးတွေကိုဝင်ဆောင်တွေနဲ့တက်ကြီးရွယ်အိုတွေပါတယ်ဒီတစ်ခေါက်စစ်ပြေးရတာက ဘာမှအဆင်သင့်မရှိပဲရုတ်တရက်ကြီးထပြေးရတာလေကိကော်မှဆိုရင်တချို့ပြည်သူတွေအိမ်တွေဘာတွေပြန်ပြင်ပြီးအခြေတကြတောင်ပြန်နေပြီးတဲ့အချိန်မှထွက်ပြေးရတာဆရာဝန်သူနာပြုနဲ့စေဝါမရှိဘူးထိုင်းဘက်ကိုလည်းကုဖို့ခတ်တော့တကယ်တမ်းတည်ရေးရှင်ရေးဖြစ်လာရင်တောင်စေကုဖို့မလွယ်ဘူးဟုထိုင်းမြန်မာနယ်စပ်မှစီဒီအန်ဆရာမတအူးကအရှင်းပြပါတယ်လက်တလုံးစစ်ကောင်စီဤထိုးစစ်ကြောင် ရဟူဒီမျိုးနဲ့လေကေကောကော့ကရီတို့တွင်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေစေဖြစ်ပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများနှင့်ပြည်ပြင်ထိုးစစ်များကိုအရှိန်အဟုန်မြင့်တင်လာနေကြောင်းသိရှိရပါသည်။ဆလပီမင်းထုံမျိုးနဲ့ပသိမ်မုံရွာလမ်းတွင်စစ်အုပ်စုတပ်ဖွဲ့ဝင်များလိုက်ပါလာသောအိမ်စီကောက်ကိုစစ်ဆေးရန်ရက်တံခိုင်းတော်လဲမောင်းဖြစ်၍လိုက်လံပစ်ခတ်ရှင်လင်းကားပေါ်မှာဘုံများလက်ထိတ်နှင့်ခွန်တုံးအပါဝင်ဖြစ်စည်းများသိမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။ မကွေးတိုင်းမင်းတုံးမြို့နယ်ပတိန်မော်ရလန်းတွင်စစ်တပ်မှတပ်ဖွဲ့ဝင်များလိုက်ပါလာသောအိမ်စည်းကားကိုစစ်ဆေးရန်တော်လန်ရေးတပ်ဖွဲ့များကရက်တန့်ခိုင်းတော်လဲမောင်ပြေ၍လိုက်လံပစ်ခတ်ပြီးကားကိုမိရှို့ရှင်းလင်းလိုက်ကြောင်းဗမာပြည်ကာကွယ်ရေးတပ်မှတာဝန်ခံကိုပါဟင်းကသတင်းဌာနကိုပြောကြားပါတယ်စက်တင်ဘာလ28ရက်နေ့ည7:00နာရီအချိန်မင်းတုံးမြို့ဘက်မှပတိန်မော်ရလန်းအတိုင်းကြောက်တိုင်စစ်တပ်အထိုင်စခန်းဘက်သို့မောင်းနှင်လာသောစစ်တပ်မှတပ်ဖွဲ့ဝင်များလိုက်ပါလာသောအိမ်စည်းကားအနက်ရောင်ကို ကြောက်တန့်ကြီးရွာအနီးတွင်တော်လန်ရေးတပ်ဖွဲ့ဝင်များကစစ်ဆေးရန်ရပ်တန့်ခဲ့ကြောင်းတို့ရတွင်ရပ်တန့်ခြင်းမရှိဘဲတော်လန်ရေးတပ်ဖွဲ့ဝင်များကိုပြစ်ခတ်၍မောင်းပြေးသွားကြောင်းထို့ကြောင့်တော်လန်ရေးတပ်ဖွဲ့များကပြန်လည်ပြစ်ခတ်ခဲ့ရာစစ်အုပ်စုတပ်ဖွဲ့ဝင်များဒဏ်ရာများရရှိကာခုခံထွက်ပြေးသွားခဲ့ကြောင်းသိရပါသည်စစ်အုပ်စုတပ်ဖွဲ့ဝင်များလိုက်ပါလာသောကားကိုမီးရှို့ရှင်းလင်းခဲ့ပြီးကားပေါ်မှ40မမဘုံဒီငါလုံးစစ်ဝတ်တန်စာတစ်စုံဖုံးတစ်လုံးလက်ထိပ်တစ်စုံအဆောင်ရည်ရတမျိုးကိုတုံးနှစ်ခုအပါအဝင် ပစ္စည်းများတင်စီရရှိခဲ့ကြောင်းသိရပါတယ်။ကားပေါ်မှာဒဏ်ရာရသွားတဲ့စခရီကမသေးဘူးလို့ကြားပါတယ်ဟုဗမာပြည်ကာကွယ်ရေးတပ်မှတာဝန်ခံကိုဘာဟင်းကပြောဆိုပါတယ်။ကားပေါ်မှာထွက်ပြေးလွမြောက်သွားသောအကြံဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်များကိုရမန်နီညာ၁၂နာရီအချိန်မင်းတို့မျိုးမှလိုက်ထရက်ကားတစ်စီးဖြင့်စစ်အင်အားအပြည့်ဝင်းရံကစံကြီးကျေးရွာအနီးတွင်လာကျိုးသွားကြောင်းသိရပါတယ်။ လက်ရှိမင်းတို့မျိုးနယ်တွင်ညနေ6နာရီနောက်ပိုင်းမော်တော်ယာဉ်များဖြတ်တန်းသွားလာ၍တော်လန်ရီတပ်ဖွဲ့ဝင်များကပိတ်ပင်ထားကြောင်းစစ်ပွဲကာလဒေသရင်းပြည်သူများ၏လုံခြုံရေးအတွက်လိုက်နာပေးရန်လမ်းစည်းကမ်းများကိုတနည်းကျော်ကြသည့်အထူးအချိန်ပေးပြီးပညာပေးခြင်းများလည်းအချိန်ချင်းကွင်းဆင်လုပ်ခဲ့ပြီးအတိပေးထုတ်ပြန်ချက်များကိုလည်းအချိန်ချင်းထုတ်ပြန်ထားခဲ့ကြောင်းတို့ရတွင်ခရီးသွားပြည်သူများအနေဖြင့်လိုက်နာမှုအားနည်းလျက်ရှိကြောင်းရမနီးညဖြစ်စဉ်တွင်လည်း ပြည်သူကဖြစ်ပါကထိခိုက်နစ်နာမည်ကိုစိုးရင်သက်ဖြင့်ညအမောင်တဲမောင်းလာသောရန်သူမိတ်ဆွေမကွဲသောကားကိုလက်ပြပြီးတားဆီးခဲ့ရသည့်အတွက်လုံခြုံရေးတာဝန်ကျရဲဘော်များအသက်အန္တရာယ်ရင်ဆိုင်ခဲ့ရပြီးအကြံဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်များလည်းလွတ်မြောက်သွားစေခဲ့ကြောင်းသိရပါသည်။ထိုကဲ့သို့ဖြစ်စဉ်မျိုးထပ်မံဖြစ်ပွားခြင်းမှကာကွယ်ရန်ကာလမကြီးပေါ်မှတပ်မတ်စည်းကမ်းများကိုဖောက်ပြက်မောင်းနှင်လာသောမြည်သည့်မော်တော်ယာဉ်ကိုမဆိုပစ်ခတ်ဖမ်းဆီးခြင်းများလှုံ့ဆော်မည်ဟုအတည်ပြုထားပါသည်။ လက်တလောအကြံဖက်စေအုပ်စုကစစ်ကြောင်းထုံးမှွေနောက်ရန်အလားအလာရှိသဖြင့်အဆိုပါဖြစ်စဉ်ပြပွားရာအနီးတစ်ဝိုက်ကျေးရွာများမှာပြည်သူများအနေဖြင့်လုံခြုံရေးအတွက်တင့်တော်သလိုကြိုးတင်ပြင်ဆင်ထားကြရန်တိုက်တွန်းနှိုးဆော်ထားပါတယ်။စစ်အုပ်စုကတော့စစ်ကြောင်းထုံးဖို့ပြင်နေတာတော့ရှိပါတယ်။ထိုးတော့မထိုးလာသေးဘူးဟုကိုပါဟင်းကပြောပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။